လီဗာပူးနဲ့တွေ့မှရီးရဲပါလေဆိုတာအဖြစ်ပေါ်ပြီးလီဗာပူးတို့ရီးရဲကိုစော့သွားတာကြီးဟာဒီနေ့ရဲ့ချန်ပီယံလီလာလို့တော့မှအောင်မရတဲ့အထိကိုကောင်းလွန်ခဲ့ပါပြီတသိန်းလုံးရဲ့လောအားနှုန်းကတော်လေးကိုကောင်းခဲ့ပြီးတော့ရီးရဲတသိန်းလုံးကလည်းလီဗာပူးရဲ့တိုက်စစ်တွေအောက်မှာတော်တော်လေးကိုတိုက်မက်ခဲ့ပါပြီဒါကြောင့်လီဗာပူးနဲ့ပွဲမှာကစားခဲ့တာ UCL ဘီရင်ရီးရဲလာလို့တော့ပြန်ပြီးတော့မေးယူရမှာပါအဓိကတော့အန်ဖီမှာလေဘာဘူးရဲ့အချိန်ဝါတွေကိုရီးရဲတသိန်းလုံးဘလုံးနီးနဲ့မှမတွန်းလန့်နိုင်ခဲ့တာပါ။ဒါမဲ့ဇာဘီလုံးဆိုအတွက်ကတော့ရင်းနှီးမှာပြောင်းလေလောက်ပဲမြေအပြင်းပန်းမှာကတော့ခြေခွဲစရာပါ။ သူကစားခဲ့တဲ့အသင်းဟောင်းကလက်ရှိသူကိုင်နေတဲ့အသင်းကိုအနိုင်ယူသွားတယ်ဆိုရဲခံစားချက်ကြီးကတော်တော်လေးကိုစိုးမှာပါ။နောက်ပြီးဒီနေ့ပွဲမှာလီဗာပူးရဲ့ဂျင်းလို့ပြောတဲ့ Florian Vaz ကလည်းတော်တော်လေးကိုကောင်းပြခဲ့ပါတယ်။ကွင်းလယ်တိုက်စစ်ခံစစ်အကုန်လုံးကဟန်ချက်ညီနေရောပါပဲ။နောက်ပြီးတော့ဒီရှုံးပွဲကလီဗာပူးကစားသမားဟောင်းအာနိုးတွတ်ဆိုရဲတော်တော်စိုးမှာပါ။ဒါပေမဲ့သူအသင်းဟောင်းကောင်းလုံးနေတာကိုကြည့်ပြီးတော့သူကလည်းရင်ထဲကပျော်နေလောက်ပါပါ။ဒါပေမဲ့လည်းဘာမှမတတ်နိုင်တော့တဲ့အနေအထားမဟုတ်ပါဘူး။ ။နောက်ပြီးရီးနဲ့ဆိုရင်ဘရောမှမနိုင်တဲ့လီဗာပူးတို့ကအခုဒီနေ့ပွဲမှာအနိုင်ပွဲယူပြီးတော့လစားချင်နိုင်ခဲ့တာပါ။ဒါရောမှရီးကိုတိုင်အတော်လေးကူခဲ့ပါသေးတယ်။အဲ့လိုကူပြီးရတဲ့အထဲမှာလက်ထီရဲ့အလုံးကိုပက်တရီမပေးတာအဆိုးဆုံးပါ။ဒါကြောင့် VR ပြန်ကြည့်ပြီးရတော့မှပက်တရီမပေးခဲ့တဲ့ထိုင်ကတော့ရီးကိုလုံးဝဘက်လိုက်ခဲ့ရဆိုတာသိတာပါပြီ။ဒါပေမဲ့ရီးကမနိုင်ခဲ့ပါဘူး။နောက်ပြီးတော့လီဗာပူးကဒီနေ့ပွဲမှာနေမဲ့ရှော့ဟွန်တာဂက်က6ချိန်အထိတောင်ရှိခဲ့တာပါ။နောက်ပြီးဒီနေ့ပွဲမှာလီဗာပူးကရီးရဲ့တွေ့ရိုင်လုံးဝအနိုင်မရခဲ့တဲ့မှတ်တမ်းစုကြီးကိုလည်းခြေပြတ်နိုင်ခဲ့ပါတယ် 1981နောက်ပိုင်းမှာလေဘာဘူးကရီရဲကိုဒီနေ့ပွဲမှာမှာပထမဦးဆုံးအကြိမ်အနိုင်ပြန်ရခဲ့တာပါအဲ့ဒီကြားထဲမှာတော့တွေ့ဆုံခဲ့တဲ့ရှစ်ကြိမ်စလုံးမှာလေဘာဘူးကအနိုင်မရခဲ့ပါဘူးခုနှစ်ကြိမ်ရှုံးပြီးတော့တစ်ကြိမ်တည်းရေးဆိုရဲမှတ်တမ်းစုကိုပိုင်ဆိုင်ခဲ့တာပါနောက်ပြီးတော့လေဘာဘူးတို့ကနိုင်မှုလည်းတကယ်ကိုထိုက်တန်ခဲ့ပါတယ်ကစားတော်တော်လေးကိုကောင်းခဲ့တယ်လေဘာဘူးပြိတဲ့တွေဆိုရင်ဒီနေ့ပွဲမှာလေဘာဘူးကစားသွားတာကသူတို့ကြီးခဲ့ရသမျှဘွေးတွေမှာအကောင်းဆုံးဖြစ်တယ်လို့တော့မှပြောဆိုထားကြတာပါဒါတော့မှလေဘာဘူးဘက်ကအပိုင်ကန်သွင်းချက်တွေကိုရီယယ်ဂိုးသမားကော့ဒရိုက်ကအတကုံပုတ်ထုတ်ခဲ့တာပါ ဆိုဝစ်ရိုင်းကလိုက်တဲ့ဖရီးကစ်ဆိုရင်ဝင်သွားခဲ့ပဲဆိုရင်တော်တော်လောက်မှာဖြစ်ပေမဲ့ကော့ဒရိုက်ကပုတ်သွားခဲ့တာပါဒါကြောင့်ဒီဘက်မှာ Gold Drive ကလည်းခြားနေပဲဆိုရင်တော့ Rea ကဂိုးပြတ်နေတော့မှ Liverpool ရှုံးတော့ပါတယ်။နောက်ပြီးအာနူးမရှိတဲ့နောက်ပိုင်းမှာအာနူးနေရာဆုံးနေတဲ့ Bradley ဆိုရင်လည်းတော်တော်လေးကိုကောင်းလာပါတယ်။ဒီနေ့ဘက်မှာ Vinicius ကိုသူကထိရမှာဆိုပေမဲ့ Vinicius ကတော့မှသူ့ကိုပြန်ထိနေရတာပါ။ဒါကြောင့် Liverpool Academy ထွက်ကစားသမားတွေရဲ့တိုးတက်မှုကတော့ Liverpool တို့အတွက်အားကိုးစရာပါပဲ။ဒီတော့အရှိပွဲမှာ6ပွဲလောက် Liverpool ကရှုံးခဲ့ပေမဲ့ဒီနေ့ဘက်မှာတော့ Liverpool ကိုတကယ်ချီးကျူးမိပါတယ်။ ။တို့ဒီဘွဲမှာတကယ်ကိုကောင်းခဲ့ကြပါရဲ့။ဒိုင်းကူလုံးခဲ့တဲ့ရီရဲ့ကိုလည်းအကြောင်းမှန်ကံမှန်သိအောင်လုံးပြနိုင်ခဲ့တဲ့အတွက်ဒီအနိုင်ရလကလည်းတို့အတွက်အတော်ချုံမြင့်နေမှာပါ။တောင်ကွာရွှေစက်တက်ကလည်းစပြီးတော့လုံးဝမနိုင်တော့တဲ့စံကျင်ဇူးယူလည်းခြေပြတ်နိုင်ခဲ့တဲ့အတွက်လေဘာဘူးတို့ကဒီနိုင်ဘွဲရအချိုးပေါ်တကားဆင့်ပါပဲ။ဒါမဲ့ရီရဲကတော့အခုပုံစံတိုင်းဆိုရင်ဆီယာမြအသားတည်တဲ့ပုံစံမျိုးထပ်ဖြစ်လောက်ပါရီ။ဒါကြောင့်အခုအချိန်ဒီ